င်္ဂလာပါဒီနေ့15ရက်နေ့မေလပေါ့ပုံမှန်ဖိုတိုမှာပြထားတဲ့အတိုင်းပဲ Trump ကဒီ Syria leader ခေါင်းဆောင်အစ်ပေါ့ Syria ခေါင်းဆောင်တဲ့ ISAF ကိုပြုတ်ချပြီး Syria ခေါင်းဆောင်တဲ့အတူကလည်းထူးထူးခြားခြားပဲ Syria ခေါင်းဆောင်တဲ့ကဟိုးအရင်တော့ American နေပြီးတော့ဒေါ်လာ10တန်းထုတ်ထားအောက်မှာပေးရတဲ့10တန်း10တန်းတော့ up to ဆိုတော့10တန်းအထိပေးမယ်ပေါ့နော် a stop this terrorist a champ pass ဆိုပြီးတော့ဂျင်းနေ IS ခေါင်းဆောင်လေသူကလည်း short မတန်းနဲ့နော် အရင်နေ့မှာတော့ trunk ကသူ့ကို တွေ့တယ်ပေါ့နော်ဒီ real မှာတွေ့တယ်ပေါ့ real ဆိုတာကဒီ sorry ရဲ့ sorry မှာတွေ့တာပေါ့နော် sorry ရဲ့ခေါင်းဆောင်ဒီဘက်မှာစီးပွားရေးတွေ Elon Musk တို့အောင်ပါသေးတယ် Elon Musk လက်ခုပ်တီးနေရနော်လက်ခုပ်တီးနေအားရပါရပဲ trunk ကပြောတာကသူ Syria ကို sanction နေအာ lips လို့ရတော့မယ် LNFT lips ဆိုတာမပြလိုက်တော့မယ်ဆိုတော့ဒီနေရာမှာ lips ဆိုတာကောင်းပါတယ် sanction တွေကိုဖွင့်ထုတ်ပေးလိုက်တော့မပိတ်ဆို့တော့ဘူးပေါ့ကန်လောက်ခွင့်ပေးလိုက်တယ် ဒီမှာတော့ trunk ကတော့ secures လို့ပဲအပိုင်ရသွားတယ်ပေါ့ billion 600 sorry နဲ့စီးပွားရေးလုံးမယ် america မှာရင်းနှီးမြှုပ်နှံမှုတွေလုံးမယ်ပေါ့တော့မဟုတ်ဒီပတ်စံတွေနောက်ထပ်အကြံသေးတယ်ဗျအရင်းနှီးတွေအာ billion 600ဆိုတော့ trillion လောက်ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိသေးတယ်ဆိုတော့ဟာကြီးကျယ်ပဲပေါ့နော် billion 600ဒါတော့လောလောဆယ်ဆယ်လက်နက်တွေကဘယ်လောက်လဲဆိုလို့ရှိရင် US က sign ထုတ်လိုက်တာ huge ကျတော့1.42 billion arm ဆိုတာလက်နက်တွေပေါ့လက်နက်လက်နက်ဒီလို့တာပေါ့နော်ဒီ sorry နဲ့ဒီလို့ fight house ကပြောရတာဆိုတော့လောလောဆယ်ဒါလက်နက်ဝယ်ဘူးက142ဘီလီယံတော်တော်များများများတယ်ပေါ့ပြောရမှာနော်ကြံပါသေးတယ်ဗျအရင်တော့ကပြောင်းမှုတစ်ခုရှိသေးတယ် Iran ပင်လယ်ကွေ့ပေါ့တနည်းပြောပါချန်ပင်လယ်ကွေ့ပေါ့ပါချန်ဂပ်ဆိုတာပါချန်ဆိုတာ Iran ကိုပြောတာဟဲ့ကိုကပေါ့နော်အခုတော့အဲ့ဒါကို Trump ကနေပြီးတော့ sorry ရောက်တော့မှ sorry ရပြောင်းခိုင်းနေတူပါတယ် အဲ့ဒါဘယ်လိုခေါ်ရမလဲဆိုလို့ရှင်တဲ့ Arabian ဗောနော် Arabian Gulf လို့ခေါ်ရမယ် official တရားဝင်ခေါ်ရမယ်ဆိုတော့ American နာမည် ပြောင်းပေးမယ် America ပြောင်းလိုက်ပြောင်းမယ်ဆိုတဲ့သဘောရှိတာဗောနော်ကဘာတနိုင်လေးလေးပေါ့နော်ဆိုတော့ပြောင်းပါသူကလည်းဟိုကလည်း sorry ကလည်းပြောင်းခိုင်းပါဗောနော်အဲဆက်လက်ပြီးတော့ Elon Musk အဲ့ဒီမှာပါတာ AI AI ကခေါင်းဆောင်လေးပါဝင်မယ်နောက်တစ်ခါ Open AI ပေါ့စီးပွားသမားတွေ အများကြီးပါသွားတယ်ပေါ့နော်အဲညီပညာနဲ့ပတ်သက်တဲ့လူတွေအများကြီးပါသွားအဲ့ထဲမှာမှကျွန်တော် Elon Musk ကသူပြောတာ sorry Arabia ကတဲ့ has approved Starlink မှာ Starlink ကို သုံးမယ်ပေါ့နော် approve လုပ်လိုက်ပြီနော်အာ for maritime and aviation users ပေါ့ maritime ဆိုတာရေရေချောင်းနဲ့ရေချောင်းသွားလာရေမှာရေချောင်းသွားလာရေတွေနောက်ကလေချောင်းသွားလာရေတွေပေါ့အဲ့မှာကအသုံးပြုမယ်ပေါ့ အဒီနည်းပညာတွေလည်းပါဝင်သွားတယ်တွေ့ရတယ်ပေါ့နော်အခုတော့ကျွန်တော်ဆက်ပြီးတော့